မင်္ဂလာပါရှင်ကျမနာမည်ကနန်းလလဝင်းပါရှင်ကျမထန်ရောက်လာတာတော့တနေ့ကြော်စီပြီးပေါ့နော်ကျမတော့အဲလောလောတာပါရှင်ကျမအဲထန်စကားမတက်ခင်တော့ကကျမအရင်အလောလောရတာအရင်အခက်ခဲတွေဖြစ်တယ်ပေါ့နော်ဒါနဲ့ထန်စကားတင်ပြခဲ့တာပါရှင်အခုဆိုရင်ကျမထန်းစကားတပါတော့အလုပ်ထမအရန်အဆင်ပြေလာပါတယ်ရှင်။တော့ထန်းကိုရောက်လာကြတယ်ဘဝတူလူငယ်လေးတွေကိုကျမတို့လိုထန်းစကားမတလို့အခက်ခဲဖြစ်တယ်လို့မျိုးသူတို့ကိုလည်းမကြုံဆွေးရှင်ဘူးပေါ့နော်။ အခုဆိုရင်ကျမထန်းစကားတဝါလို့အဆင်ပြေလာတယ်လို့မျိုးသူတို့လည်းဖြစ်စေချင်တယ်ပေါ့အဲ့ဒါကြောင့်မလို့ကျမထန်းစကားလေးလာဖြစ်ခဲ့တဲ့အတွေ့အကြုံတွေကိုဒီဗီဒီယိုထဲမှာမျှဝေပေးချင်တာပါရှင်ဘလို့စိတ်ကုနေလဲတင်ဖြစ်သွားတယ်ဆိုတော့ကိုယ်ထန်းစကားမတားတဲ့အခါကျတော့အလွန်လဲရတဲ့အရင်ခက်ခဲတယ်ပေါ့နော်အဆင်မပြေဘူးပေါ့နော်ပြီးတဲ့တဲ့ကိုလည်းကိုထခါထခါမေးတဲ့အခါကျတော့သူတို့လည်းတခါကျရင်စိတ်မစီဘူးပေါ့နော်အဲစိတ်မစီတဲ့အခါကျတော့ကိုမျက်နှာတွေစူပုတ်ပြီးတော့ကောက်ကောက်ဆက်ဆံဘူး အားကြောင့်သတ်စကားတင်ဖို့ဆုံးဖြတ်လိုက်တာပါရှင်ဘလိုမျိုးရွေးချယ်ဖြစ်ခဲ့လဲဆိုတော့ကျွန်မသင်စကားသင်ဖို့စုံဖြတ်ထားပြီးပြီဆိုတော့ဗောနော်ဒီနေ့ညီမလက်စုံစမ်းကြည့်တယ်ဗောနော်လက်စုံစမ်းကြည့်တယ် YouTube တွေရော Facebook တွေရောဗောနော်ညီမ Instagram ကိုတွေးဖြည့်တယ်ဗောနော်တွေးတဲ့အခါကျတော့ဆရာစာသင်တာတွေကိုလည်းအရင်သဘောကျတယ်ကောင်းတယ်ဗောနော်ညီမလည်းကွဲတိဖြည့်တယ်ပြီးတော့ညီမသင်မယ်ဆိုရင်တတ်မယ်ဆိုပြီးတော့ Instagram test speed ကိုညီမရွေးချယ်ဖြည့်တာပါရှင့် စာသင်ရတာပေါ့နော်ဆရာနဲ့စာသင်ရတာအရင်ပြောတယ်ရှင်ပေါ့နော်ဆရာရဲ့နိစနိပန်းလေးကိုကိုမရတာလွယ်ကူတယ်ပေါ့နော်ကျဲဆရာမလို့ပဲနဲ့အုံနောက်ထပ်မှာတခါတယ်မယူနိုင်တယ်ပေါ့နော်ကျောင်းသားလေးမပြင်းအောင်ဟာသားလေးလည်းပြောပေးတယ်ပေါ့နော်ဆရာဆရာစာသင်ရတာအရင်ကောင်းပါတယ်ရှင်အရင်လည်းပျော်ခဲပါတယ်ရှင်ထန်စကားမတက်ခင်တော့အရင်အခက်ခဲတွေဖြစ်ခဲ့တယ်ပေါ့နော်။အော်ကိုသွားသွားလာလာတရားထဲလဲကိုမလုံနိုင်ဘူးပေါ့။ကိုထန်စကားမတက်တဲ့အတွက်ကြောင့်ပေါ့နော်။ကိုထန်စကားတက်သွားတဲ့အခါကျတော့ ကိုအဆင်ပြေလာတယ်အလုပ်တွေလည်းအဆင်ပြေလာတယ်တတိတွေကလည်းကိုမိသားစုလို့ဆက်ဆံလာတယ်ပေါ့နော်အကိုအဆင်မပြေတာတကူးရှိနေကိုဘာပြောတယ်ပေါ့နော်သူတို့တွေကိုဖြည့်ဆင်းပေးတယ်ကိုပေါ့နော်အာပက်ဆန်ကိစ္စတွေဆိုရင်လည်းသူတို့ကြည့်ပြီးတော့ပေးတယ်ပေါ့နော်တကူးကဆိုရင်တတိကိုကိုတန်းသွားပြောနန်လာတယ်ပေါ့နော်ဟိုသွားဒီလာဆိုရင်လည်းကိုကိုကိုအာကိုနန်သွားတယ်ပေါ့နော် အတွေ့အကြုံတွေလည်းအများကြီးရခဲ့တယ်ပေါ့နော်အခုဆိုရင်တထင်းနဲ့ဆိုရင် အများကြီးအဆင်ပြေလာတယ်ပေါ့နော်လဆာတွေလည်းတိုးပေးတယ်ပေါ့နော်အခုကိုကိုအားကိုးနိုင်တဲ့လူငယ်တရားလို့ဖြစ်သွားပါတယ်ရှင့်အဲ့ဒါကိုဆရာကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင့်